အားလုံးပဲမင်္ဂလာပါဒီဗီဒီယိုဖိုင်လေးကနေပြီးတော့မစ်ဆူတို့ကျွန်တော်မျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့နပိုလီယန်ဟေးရဲ့ Think and Grow Rich တဲ့ကအကြောင်းအရာတချို့ပဲဖြစ်ပါတယ်ကျွန်တော်တို့မှန်ကန်စွာတွေးတောတတ်မယ်ဆိုရင်ကျွန်တော်တို့ဘဝကြီးတိုးတက်လာမယ်ကြီးပွားချမ်းသာလာမယ်ဆိုရင်ဝမ်းသာစရာမကောင်းဘူးလားတကယ်ကျွန်တော်တို့မှန်မှန်ကန်ကန်တွေးတတ်မယ်ဆိုရင်အမှန်တကယ်ကျွန်တော်တို့အဲ့ဒီအရာကိုပိုင်ဆိုင်နိုင်ပါတယ်နပိုလီယန်ဟေးကစိတ်ရအစွမ်းထမှုကိုလေ့လာခဲ့တယ်ကျွန်တော်တို့တွေးတောလိုက်ရုံနဲ့တကယ်ချမ်းသာနိုင်ပါတယ် ျွန်တော်တို့ရဲ့စိတ်က infinity intelligent အဆုံးစားမဲ့စွမ်းအားလို့ခေါ်တဲ့စိတ်စွမ်းအားနဲ့တည်င်းအချက်လက်တွေကိုစုဆောင်းနိုင်ပါတယ်။ဒါပေမဲ့အဲ့ဒီတည်င်းအချက်လက်တွေစုဆောင်းနိုင်ဖို့အတွက်ကျွန်တော်တို့မှာအရင်ဆုံး desire လို့ခေါ်တဲ့စံတာရှိဖို့လိုပါတယ်။ကျွန်တော်တို့အရန်လိုချင်နေတဲ့ရည်မှန်းချက်ပန်းတိုင်မျိုးပေါ့။အဲ့ဒီပန်းတိုင်ကိုရောက်ဖို့အတွက်ဆိုရင်အရာအားလုံးကိုစွန့်စားရဲတဲ့ရည်မှန်းချက်ပန်းတိုင်မျိုးကိုခေါ်ပါတယ်။ဘယ်သူဝေပန်ဝေပန်ဘယ်သူတတအဲ့ဒီပန်းတိုင်ကိုရောက်ကိုရောက်ရမယ်ဆိုတဲ့စံတာမျိုးကိုခေါ်ပါတယ်။ အဲ့ဒီပန်းနိုင်မျိုးကိုကျွန်တော်တို့ရပြီဆိုတာနဲ့ကျွန်တော်တို့ရဲ့မတိစိတ်က infinity intelligent အဆုံးစားမဲ့စွမ်းအားလို့ခေါ်တဲ့ဘဟုတုတတူလောင်ကန်းကနေတရင်ချက်လွတ်တွေကိုထုတ်ယူပြီးအဲ့ဒီအရာကိုပိုင်ဆိုင်နိုင်အောင်စတင်အလုပ်လုပ်ပါတယ်။ Right ညီနောင်ကအဆုံးစားမဲ့စွမ်းအားကိုအသုံးပြုပြီးလေးရင်းများကိုတည်ထွင်ခဲ့ကြတယ်။အခုဆိုရင်လူတွေလေးပေါ်မှာသွာလာနိုင်ကြပြီ။အဲ့ဒီတုန်းကတော့လူတွေကမဖြစ်နိုင်ဘူးဆိုပြီးသူတို့ကိုအယူတွေလို့ဝေဖန်ခဲ့ကြတယ်။ Impossible လို့ခေါ်တဲ့မဖြစ်နိုင်ဘူးဆိုတာကသူတို့တွေအရင်ကမလုပ်ဘူးသေးတဲ့အရာ။ ဒါမှမဟုတ်သူတို့တွေမလုံနိုင်ခဲ့တဲ့အရာမို့လို့မဖြစ်နိုင်ဘူးလို့ပြောကြတာအဲ့ဒီမဖြစ်နိုင်ဘူးဆိုတာကမိတ်ဆွေမလုံနိုင်ဘူးကိုဆိုလိုတာမဟုတ်ပါဘူးဥပမာမိတ်ဆွေအလုပ်တစ်ခုလုပ်ပြီးဆိုရင်မိတ်ဆွေကိုမဖြစ်နိုင်ဘူးဆိုပြီးဝေဖန်ကြလိမ့်မယ်အဲ့ဒီအရာကသူတို့မလုံနိုင်ခဲ့လို့ဒါမှမဟုတ်သူတို့မလုံထူခဲ့တဲ့အရာမို့လို့မဖြစ်နိုင်ဘူးလို့ပြောတာမိတ်ဆွေအတွက်မဖြစ်နိုင်ဘူးလို့ဆိုလိုတာမဟုတ်ဘူးမိတ်ဆွေဒါကိုနားလည်ရမယ်၄မိနစ်နဲ့တမိုင်ပြေးဖို့ဆိုတာအရင်ကမဖြစ်နိုင်ခဲ့တဲ့အရာပါဒါပေမဲ့ရောဂျာဘန်နစ်ဆိုတဲ့လူတစ်ယောက်ကရအောင်ပြေးပြခဲ့တယ် ဓာတ်စီရေနံစီမပါဘဲမီးအလင်းရောင်ရအောင်ထုံးကြီးဖို့ဆိုတာအရင်ကမဖြစ်နိုင်တဲ့အရာပါဒါပေမဲ့ Thomas Edison ကရအောင်လုပ်ပြခဲ့သူတို့ရဲ့စိတ်ထဲမှာအဲ့ဒီအရာတွေကိုမဖြစ်နိုင်တဲ့အရာလို့မမြင်ပါဘူးရယူရမပန်းနိုင်လို့မြင်ပါတယ်ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့စံတာတစ်ခုပေါ့ဒါကြောင့်မိတ်ဆွေအလုပ်တစ်တခုလုပ်ပြီးဆိုရင်မိတ်ဆွေဝေဖန်မှုတွေကိုခရီးမဆိုင်ပါနဲ့မိတ်ဆွေအဲ့ဒီအရာကိုဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့စံတာတစ်ခုရှိဖို့လိုပါတယ်စံတာကပြင်းထန်လွန်းရင် အကျဉ်းတပေါင်းဆန်းသက်ပြီးရှုံနေခဲ့တာတောင်အဒီဆင်ဆိုတဲ့လူက လုံးဝလက်မလျှော့ခဲ့ပါဘူးဖြစ်အောင်လုပ်ဖို့နီလန်းစာကြံနေတော့မယ်အဲ့ဒီဆန္ဒကဘယ်ကလာလဲဆိုရင်တမိုင်းမှာရှိခဲ့တဲ့သူရဲကောင်းတယောက်စီကလာတာမျက်မနှဲ့ရဲ့စစ်တပ်ကတိုက်ပွဲတစ်ခုမှာရန်သူနယ်ထဲရောက်တော့သူကသူစီးလာတဲ့တင်မောတွေကိုမီးရှို့ဖျက်ဆီးဖို့သူ့တွေကိုမိတ်ပေးခဲ့တယ်အဲ့ဒီမီးလောင်နေတဲ့တင်မောကိုမင်းတို့တွေ့လားငါတို့တွေနောက်တော့ပြန်လဲလို့လုံးဝမရတော့ဘူးငါတို့နိုင်ရင်နိုင် မနိုင်ရင်ငါတို့တည်မယ် သူတို့တွေကအဲ့တိုက်ပွဲမှာနိုင်အောင်တိုက်နိုင်ခဲ့တယ်။အဲ့ဒါကဘာကိုခေါ်တာလဲဆိုရင် banding desire လို့ခေါ်တဲ့ပြင်းပြစွာတောက်လောင်နေတဲ့စန္ဒရဲ့အတိတ်ပဲပါ။စန္ဒကအရင်ပြင်းပြတဲ့အတွက်အဲ့ဒီစန္ဒကိုဘယ်အရာကမှတားဆီးလို့မရနိုင်တော့တာပါ။အဲ့ဒီဆန္ဒမျိုးကိုကျွန်တော်တို့လက်ဝဲပိုင်ဆိုင်ထားပြီဆိုတာနဲ့ကျွန်တော်တို့ဘာပဲလိုချင်လိုချင်ကျွန်တော်တို့ရဲ့စိတ်ကအဲ့ဒီအရာကိုရရှိအောင်သူ့ဘာသာစတင်လုပ်ဆောင်နေပါအတွေးတွေကအရန်ကိုအစမ်းထပ်ပါတယ်မိတ်ဆွေရဲ့ဘဝကောင်းခြင်းဆိုးခြင်းကိုအဲ့ဒီအတွေးတွေကပဲဆုံးဖြတ်ပေးသွားတာပါ ကျွန်တော်ပြောတာကိုမိတ်ဆွေသဘောပေါက်လားမသိဘူးတွေးလေးတွေတစ်ခုချင်းစီကိုအယုတ်ဆက်တဲ့စက်ကူတုံးလေးအဖြစ်မိတ်ဆွေတွင်းကြည့်လိုက်ပါကျွန်တော်တို့လိုချင်တဲ့အရာကိုအမျက်မပြတ်တွေးတောနေရင်ကျွန်တော်တို့ရဲ့စိတ်ကကျွန်တော်တို့တွေးကြုံခဲရသမျှတွေကို အလိုအလျောက်ဆက်ဆက်ပေးသွားပါတယ်ဒီနေ့ကကန်ဆိုးတဲ့နေ့တနေ့လို့မိတ်ဆွေယုံကြည်နေရင်နည်းနည်းလေးအဆင်မပြေတဲ့ကိစ္စလေးတွေ့တိုင်းကိုကန်ဆိုးမှုတစ်ခုအဖြစ်နဲ့မိတ်ဆွေရဲ့စိတ်ထဲမှာတောက်လျှောက်ဆက်ဆက်ပေးနေလိမ့်မယ်ကျွန်တော်တို့ကားမောင်းနေရတဲ့နေ့စဉ်ကြုံတွေ့နေရတဲ့မိပိုင်ကိစ္စလေးနဲ့ဥပမာပေးကြည့်မယ် ကျွန်တော်တို့ကဒီနေ့ကိုကံကောင်းတဲ့နေ့တစ်နေ့အဖြစ်ယူဆထားရင်မိစိမ့်နဲ့တွေ့တိုင်းဒီနေ့ကံကောင်းလို့မိစိမ့်နဲ့တိုးတာလို့မှတ်ယူနေလိမ့်မယ်မိနီနဲ့တိုးပြန်တော့လဲကော်ဖီတောက်ဖို့အခွင့်ရရတာဘောလို့တွေးနေလိမ့်မယ်ကျွန်တော်ဆိုလိုချင်တာကအရာဝတ္ထုတွေဖြစ်ပြနေတာဟာကဘာကြီးဘယ်လိုလဲပတ်နေတယ်ဆိုတာနဲ့မဆိုင်ပါဘူးကျွန်တော်တို့ဘယ်လိုအခြေအနေနဲ့တွေ့ကြုံရတွေ့ကြုံရအဲ့ဒီအခြေအနေတွေကိုကျွန်တော်တို့ဘယ်လိုအတိတ်ပဲဖွင့်ပြီးတုံ့ပြန်နေတယ်ဆိုတာနဲ့ပဲသက်ဆိုင်ပါတယ်တကယ်တော့ယုံကြည်မှုကမိတ်ဆွေတို့တွေးနေတာတက်ပို့ပြီးအစွမ်းထက်ပါတယ် အဲ့ဒီယုံကြည်မှုနဲ့ကျွန်တော်တို့ပိုင်ဆိုင်ခြင်းနဲ့အရာကိုအမှန်တကယ်ပိုင်ဆိုင်နိုင်ပါလားကျွန်တော်တို့ကပတ်စံရှာဖို့ဆက်ရထက်တန်နေရင်ကြုံတွေ့လာရတဲ့အရာတိုင်းကငွေရှာဖို့အတွက်အထောက်ပံ့ဖြစ်ပြောင်းလဲပေးသွားပါတယ်ချမ်းသာအောင်လုပ်တဲ့နေရာမှာကိုယ့်ရဲ့အတွေးတွေကိုအသုံးချဖို့အတွက်မိတ်ဆွေဖြစ်ခြင်းတဲ့အရာကိုအရင်စပြီးစဉ်းစားဖို့လိုပါတယ်တဖြည်းဖြည်းနဲ့မိတ်ဆွေရဲ့ရင်မှန်းချက်ပန်းတိုင်းကထင်ရှားလာမယ် ပြီးတော့ပို့ပြီးပြင်ပြလာမယ်ကျွန်တော်တို့စိတ်ထဲမှာအိတ်စန္ဒအိတ်အကြောင်းအရာကိုအမြဲမပြတ်သတိရနိုင်မယ်ဆိုရင်မတိစိတ်ကစတင်ပြီးအလုပ်လုပ်လာမယ်အဆုံးစားမဲ့ဆွမ်းအားတွေကိုထုတ်ယူသုံးဆွဲလာလိမ့်မယ်ပြီးရင်မိတ်ဆွေဖြစ်ချင်နေတဲ့စန္ဒကိုပြင်းမြောက်အောင်လှုပ်ဆောင်ပေးလိမ့်မယ်အဲဒီစိတ်ကလက်ရှိမိကိုမတိတွင်းခင်မှာအကျဉ်းတပေါင်းစမ်းတတ်ခဲ့ရတယ်အဲ့ဒါကဘာကိုပြရလဲဆိုရင်စန္ဒအပြင်မစုံမနစ်တဲ့ဇွဲလဲလိုအပ်တယ်ဆိုတာကိုပြလိုက်တာပဲဒါကြောင့်ပဲဒီစာအုပ်ကိုအဓိကပြောချင်တဲ့အကြောင်းအရာက ဆန္ဒကိုကောင်းတယ်ပေါ်နေမဟုတ်ပါဘူးမိ쇠ရဲ့ဆန္ဒကိုရှာဖွေနီးမိ쇠ရဲ့ဆွဲလန်းနေတဲ့အရာကိုရှာဖွေနီးအကြောင်းအရာပဲဖြစ်ပါတယ်မကြောက်လဲဆိုရင်မိ쇠တစုံတစ်ခုကိုလှုပ်ဖို့ဆန္ဒပြင်းပြလေလေအဲ့ဒီအရာအတွက်မစုံမနစ်တဲ့ဇွဲလိုအပ်ချက်နဲလေလေပဲရက်စစ်မီဒီတီထွင်ဖို့အက်ဒီဆင်အကြိမ်တစ်ပေါင်းတိတိရှုံးနေခဲ့တာတောင်သူဘာကြောက်လက်မလျှော့ခဲ့တာလဲသူရဲ့ဇွဲကြီးလို့မဟုတ်ပါဘူး သူရဲ့တီထွင်ခြင်းနဲ့စန္ဒကအရန်ပြင်းပြနေလို့ပါအဲ့ဒီမှာမစုံမနစ်တဲ့ဇွဲကအလိုအလျောက်နောက်ကလိုက်ပါလာခဲ့တယ်မိတ်ဆွေရဲ့စိတ်ထဲမှာနေ့တိုင်းနေ့တိုင်းသတိရနေတဲ့ရှင်းလင်းပြတ်သားတဲ့စန္ဒရှိနေသည်၍မိတ်ဆွေတို့ရဲ့စိတ်ဟာအဆုံးအစားမရှိကြီးမားတဲ့ဘုဒ္ဓပြကံကြီးနဲ့ချိတ်ဆက်မိပြီးနောက်ဆုံးမိတ်ဆွေလိုချင်တဲ့အရာကိုရအောင်လုပ်ပေးပါလိမ့်မယ်ဒါကြောင့်မိတ်ဆွေအောင်မြင်ခြင်းနဲ့ဆိုရင်ကိုလိုချင်တဲ့အရာကိုဖြစ်ချင်တဲ့ပန်းတိုင်းရောက်ကိုရောက်ရမယ်လို့ယုံကြည်ထားဖို့လိုပါတယ်ဒါနင်းကြစားရလို့ခေါ်တဲ့ပြင်းပြတဲ့စန္ဒရှိဖို့လိုပါတယ် ဘယ်သူဝေဖန်ဝေဖန်ဘယ်သူရဲ့စကားလုံးမှာကင်းမဆိုင်ပါနဲ့ဒါတွေကတော့နပိုလီယန်ဟေးရဲ့ Think and Grow Rich မှန်ကန်စွာတွေးတောပြီးဘဝတိုးတက်ကြီးပွားအောင်လှုပ်ဆောင်ပြီးပဲဖြစ်ပါတယ်မိစေတို့လည်းစိတ်ဝင်စားကြလိမ့်မယ်လို့ထင်ပါတယ်အားလုံးပဲမမှန်ကန်ကန်တွေးတောတက်ကြပြီးကိုယ့်ရဲ့စန္ဒာကိုအကောင့်တွေဖွင့်နိုင်တဲ့သူတွေဖြစ်ကြပါစေအားလုံးပဲကြီးပွားတိုးတက်ကြပြီးမိမိမိသားစုမိမိပတ်ဝန်းကျင်အတွက်ကောင်းမွန်တဲ့အရာတွေပေးနိုင်တဲ့သူဖြစ်ကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်